ဆန်နီ library မှာကြိုဆိုလိုက်ပါရဗျကျွန်တော်နေနဲ့ကျွန်တော်ဖက်မိသိရှိတဲ့နိုင်ငံတကာသတင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေအချိန်ပြည့်ပြည့်တနေရာစီ live မဖန်ရှုနိုင်သူတွေနဲ့အခိုင်အမာတည်ဆောက်လိုသူတွေထောက်ပံ့ပြည့်စုံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့ဒီထက်မှမှဒီ what happens now ဆိုတဲ့အစီအစဉ်ကနိုင်ငံတကာမှာတက်လို့ဖြစ်ပျက်နေတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်အခုကတော့ what happens now 78အနေနဲ့မျှဝေပေးသောမယ့်အကြောင်းအရာက လက်ရှိအချိန်မှာထိတိုက်တွေ့မှုတွေပါရှိလာနေတဲ့တရုတ်နဲ့ဂျပန်ကြားကတလောချင်းတွေကိုစူးစီးမျှဝေပြီးတော့မှဖြစ်ပါတယ်။မျှဝေမဲ့အထဲမှာတရုတ်နဲ့ဂျပန်ကမ်းခြေဆောင်တပ်လေတပ်တွေချင်းထိတိုက်တွေ့မှုနဲ့ဂျပန်ရဲ့ထိုင်ဝမ်နီဒုံးကျည်ပြန့်ချက်ချထားမှုအခြေအနေပြီးရင်တော့တရုတ်ကအရှိအအရှမှာရေကြောင်းအင်အားပြန့်တာမှုအဖြစ်အစင်းရာကနန်းအထိစေလွတ်ခဲ့မှုနဲ့တရုတ်ဝင်မဖော်ပြတဲ့စည်းရေးလေ့ကျင့်မှုအဲဒီနောက်မှာတော့တရုတ်ကိုရံမဆဖို့ဂျပန်ဝန်ကြီးချုပ်ကမစ္စတာထရန့်ပြောခဲ့သလားဆိုတဲ့အကြောင်းအရာ ပြီးရင်တရုတ်ကဂျပန်နိုင်ငံပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ထိုင်ဝမ်ရဲ့ဂျပန်ပေါ်အပီးဆောင်ရွက်မှုတွေအဲဒီနောက်မှာတော့ဂျပန်နဲ့တရုတ်ကြားတင်းမာမှုပေါ်ရုရှားရဲ့သဘောထားနဲ့တောင်ကိုရီးယားရဲ့ပြောစကားပြီးရင်ဂျပန်ရဲ့ကာကွယ်အသုံးစိတ်တိုးတက်သုံးဆွဲလာမှုနဲ့ကာကွယ်ဆိုင်ရာခွဲမှုခြေလီနဲ့နောက်ဆုံးမှာကတော့ကုလသမဂ္ဂအတွင်းမှုချုပ်ထံအပြန်လှန်တိုင်စာပို့နေကြတဲ့တရုတ်နဲ့ဂျပန်စတဲ့အကြောင်းအရာတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ဗျာ။ ပထမဆုံးကတော့တရုတ်နဲ့ဂျပန်ကန်ကြီးဆောင်တက်လေတက်တီချင်းထိတိုက်တွေ့မှုနဲ့ဂျပန်ရဲ့ထိုင်ဝမ်နီးဒုံးကျည်ဖြန့်ကျက်ချထားမှုပါဒီဇင်ဘာနှစ်အစောပိုင်းတုန်းကတရုတ်ကန်ကြီးဆောင်ကင်းသင်းမောတွေကအရှေ့တရုတ်ပင်လယ်မှာရှိတဲ့ဆန်ကာကူကျွန်းအနီးဂျပန်ရေပိုင်နယ်တဲကိုဝင်ရောက်ခဲ့ပြီးနိုင်အနေငယ်ချာမှာပြန်ထွက်သွားခဲ့တယ်လို့ဂျပန်ကန်ကြီးဆောင်တက်ကပြောခဲ့ပါတယ်ဆန်ကာကူကျွန်းတွေကဂျပန်အုံချုပ်ပြီးတရုတ်ကထယီလို့ခေါ်တဲ့ကျွန်းတွေဖြစ်ပြီးတော့နှစ်နိုင်ငံငင်းပွားနေတာကဆယ်စုနှစ်ချီပြီးရှိနေပြီဖြစ်တဲ့ကျွန်းတွေပါ တင်မောတွေကဂျပန်ငါးဖက်တင်မောစီခုံပေါင်းလာပြီးတော့ဂျပန်ကန်းချီဆောင်တင်မောကအဲ့ဒီတင်မောတွေကိုရေပိုင်တက်ကနေထွက်ခွာဖို့တောင်းဆိုခဲ့တယ်လို့ဂျပန်ကန်းချီဆောင်တက်ကထုတ်ပြန်ကြမှာဖော်ပြထားပြီးတော့တေယုတ်တင်မော20နဲ့အခြားတင်မောတွေအဲ့ဒီနေရာမှာရှိနေသေးဖြစ်တယ်လို့ပါဖြစ်ဆွတ်ဖော်ပြခဲ့ပါတယ်တေယုတ်ကန်းချီဆောင်တက်ပြောရေးဆိုခွင့်ရှိသူလျူတီဂျွန်ကတေယုတ်ကန်းချီဆောင်တက်ရဲ့တရားဝင် WeChat account မှာဂျပန်ငါးဖက်တင်မောဟာတေယုတ်ရေပိုင်နဲ့ထဲကိုတရားမဝင်ဝင်ရောက်လာခဲ့ပြီးတော့ တရုတ်ကမ်းခြေဆောင်တပ်သင်းမော်တွေကလိုအပ်တဲ့ထိန်းချုပ်မှုအစီအမံတွေကိုချမှတ်ဆောင်ရွက်ခဲ့တယ်။ရေပိုင်နဲ့ထက်ကနေထွက်ခွာဖို့တတိပေးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်တကာအီချီရဲ့ပြောစကားကိုကျိုးတိုသတင်းဌာနကဖော်ပြခဲ့ပြီးတပတ်အကြာနိုဝင်ဘာ16ရက်မှာအိုက်ကျိုးနဲ့အနီးတစ်ဝိုက်မှာပထမအကြိမ်ထိတိုက်တွေ့ခဲ့ပြီးတော့ဒါဟာဒုတိယအကြိမ်ဖြစ်ပါတယ်။ဒီဇင်ဘာ6ရက်နေ့ကတော့ဂျပန်ကာကွယ်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာအိုကီနာဝါခရိုင်ပင်မကျွန်းရဲ့အရှိတောင်ဘက်ကရေပြင်မှာ ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တိုက်လေယာဉ်တွေကိုတရုတ်စစ်တပ်ရဲ့လေယာဉ်ကရေဒါနဲ့ချိန်ရွယ်ခဲ့တယ်လို့ဆိုပါတယ်။ဒီဇင်ဘာ9ရက်မနက်မှာဂျပန်ကာကွယ်ရေးဝန်ကြီးကိုအီဇူမီရှင်ဂျီရိုကတရုတ်ဘက်ကအ ਨੇ ဆုံး J15 တိုက်လေယာဉ်တစ်စင်းကလေယာဉ်တင်သင်းမွန်ချောင်းနှင်းကနေပြန်တက်လာခဲ့ပြီးရနောက်ဂျပန်လေပိုင်နဲ့တဲကျူးကျော်ဝင်ရောက်လာနိုင်တဲ့အပေါ်တုံ့ပြန်မှုအတွက်ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ F15 တိုက်လေယာဉ်ကိုတရုတ်လေယာဉ်ကရေဒါနဲ့ကြိုချာချိန်ရွယ်ခဲ့တယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့ကြောင်းသိရပါတယ်။ ဒီစမှာ6ရက်မွန်လွဲပိုင်း၄ :32 32မိနစ်ကနေ၄ :35 မိနစ်အတွင်းပထမချိန်ချိန်ရွယ်ခံမှုဖြစ်ပွားခဲ့ပြီးနောက်ထပ် F15 လေယာဉ်တစ်စင်းကတော့ညနေ6 :38 မိနစ်နဲ့9 :08 မိနစ်အတွင်းထပ်မံချိန်ရွယ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။အခုလိုချိန်ရွယ်ခံရတာနဲ့ပတ်သက်ပြီးတော့ဒါဟာပထမဆုံးချိန်တရားဝင်ကြီးညာခဲ့တာလို့အဲ့ဒီဝန်ကြီးဌာနကပြောကြားခဲ့ပြီးတော့ဂျပန်နိုင်ငံဝန်ကြီးကိုအီဇူမီကတော့တရုတ်စစ်တပ်ရဲ့လုပ်ရက်တွေကလေယာဉ်တစ်စီးရဲ့ ဘေးကင်းလုံခြုံစွာပြန်တမ်းနိုင်မှုအတွက်လိုအပ်တဲ့အတိုင်းအတာတွေကျော်လွန်အောင်အန္တရာယ်များပြီးတော့ဒီဖြစ်ရပုံအလွန်စိတ်မကောင်းဖြစ်မိတဲ့ဂျပန်ဟာတရုတ်ပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီးအလားတူဖြစ်ရမျိုးထပ်မဖြစ်အောင်စီမံနေဆောင်ဖို့တောင်းဆိုထားတယ်လို့ပြောကြားခဲ့ပါတယ်။ဂျပန်ကာကွယ်ဝန်ကြီးဌာနရဲ့ဂျပန်ကာကွယ်ဝန်ကြီးကိုအီဇူမီတို့ရဲ့အခုလိုထုတ်ပြန်ပြောဆိုမှုတွေပေါ်ကိုတရုတ်ကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီးလေ့ကျင့်ရေးတစ်ခုကိုဂျပန်ကနှောက်ယှက်ခဲ့တယ်လို့တရုတ်အစိုးရဘက်ကပြောဆိုပါတယ်။တရုတ်ရေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက လင်းတင်သမောရှောင်းနှင်းပါဝင်တဲ့တရုတ်တက်ခတ်ရေးသမောအုပ်စုကလင်းတင်သမောအခြေပြုတိုက်လီရင်ရဲ့ပြန်တန်းလေးခြင်းမှုကိုမကြသေးခင်ကပြုလုပ်ခဲ့ပြီးတော့ဂျပန်လေတက်ကိုပိုင်ကာဝဲတပ်ဖွဲ့ရဲ့လေရင်ကတရုတ်ရေတက်ရဲ့အဲ့ဒီလေးခြင်းမှုကိုနှောက်ယှက်ဖို့အတွက်လေးခြင်းလုံနေတဲ့လေပိုင်နဲ့ပင်လယ်ပြင်အနီးကိုထပ်ခါတလဲလဲချင်းကပ်ခဲ့ပြီးတော့တရုတ်ရဲ့ပုံမှန်လှုပ်ရှားလေးခြင်းမှုတွေကိုအကြီးကျယ်နှောက်ယှက်တဲ့အပြင်လေရင်ပြန်တန်းမှုဘင်းကင်းလုံခြုံရေးကိုချိန်ချောင်းမှုပြုခဲ့ခြင်းသာဖြစ်တယ်ဂျပန်ပြောဆိုချက်ကလက်တွေ့အချက်အလက်တွေနဲ့ကွဲလွဲနေပြီးတော့ ဂျပန်အနေနဲ့မှားယွင်းပြောဆိုပုတ်ခတ်မှုတွေကိုအများဆုံးရပ်တန့်မှုတရုတ်ကအလေးနဲ့တောင်းဆိုတယ်ဆိုပြီးတော့ဒီဇင်ဘာ9ရက်နေ့မှာပြောကြားခဲ့ကြောင်းသိရပါတယ်။အဲ့လိုထိတိုက်သွင်းမှုတွေမဖြစ်ခင်မှာနိုဝင်ဘာ24ရက်နေ့တုန်းကလည်းထိုင်ဝမ်အနီးမှာရှိနေတဲ့ယူနာဂူနီကျွန်းမှာထားမဲ့ Type 03တာလက်ပြဒုံးကြီး SAM စနစ်ကိုရည်ညွှန်းပြီးတော့ဂျပန်ကထိုးစစ်သုံးလက်နက်တွေတပ်ဖြန့်ခြင်းဟာတင်းမာမှုကိုတမင်ဖန်တီးဖို့နဲ့စစ်ရေးပြည်ပခါကိုဖော်ဆောင်မှု ရည်ရချက်ရှိလုပ်နေတာဖြစ်တယ်ဆိုပြီးတရုတ်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်းကပြောကြားခဲ့ပြီးဒါကိုဂျပန်ကာကွယ်ဝန်ကြီးကိုအီဇူမီကတော့ယွန်နာဂူနီကျွန်းမှာထားတဲ့လက်နက်စနစ်ဟာကာကွယ်ရေးသဘောထားဖြစ်တယ်ကျွန်းမှာရှိနေတဲ့စစ်ဖက်နဲ့ရဲဘက်အဆောင်အုံတွေကိုတိုက်ခိုက်မှုကနေတံပြန်ကာကွယ်ဖို့ရည်ရွယ်တယ်ဆိုပြီးတော့ဒေါ်ဖမာ25ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာကိုတွေ့ရပါတယ် နောက်ထပ်အကြောင်းအရာတစ်ခုကတော့တရုတ်ကအရှိအာရှမှာရေချောင်းအင်အားပြတ်သားမှုဖြစ်အစင်းရရာကနန်းဒီစိတ်လုခတ်မှုနဲ့တရားဝင်မဖော်ပြတဲ့စီရေးလေ့ကျင့်မှုပါရိုက်တာသတင်းကသူစမ်းစစ်ခွင့်ရတဲ့ထော်လိုင်းအစီရင်ခံစားရရဲ့သူ့ရဲ့သတင်းရင်းမြစ်တရေကိုကိုးကားပြီးဖော်ပြတဲ့နေရာမှာတရုတ်ကအရှိအာရှရေထုတစ်ခွင့်မှာရေထက်နဲ့ကန့်ကျင်ဆောင်တပ်ဖွဲ့ရင်းရင်တင်မောအစင်းရအများအပြားကိုအကြီးဆုံးသောပင်လယ်ရောင်းအင်အားပြတ်သားမှုဖြစ်ရေတဲ့အုပ်စု၄ခုအထိတပ်ဖြတ်စေလွတ်ခဲ့တယ်လို့ဆိုပြီး အများဆုံးရှိခဲ့တဲ့အချိန်ကဆိုရင်တမောစင်းရီ100ကျော်အထိပါဝင်ခဲ့တယ်လို့ဆိုထားပါတယ်စေးနေခြင်းမှုနဲ့ပတ်သက်ပြီးထုတ်ပြန်ကြေညာချက်သုံးတရားပြုလုပ်ခဲ့ခြင်းတော့မရှိပါဘူးဒေသလူမျိုးအများရှိတွေကပင်လယ်ဝါတောင်ဘက်အပိုင်းကနေပြီးတော့အရှေ့တရုတ်ပင်လယ်ကိုဖြတ်ပြီးအငင်းဘွားတောင်တရုတ်ပင်လယ်အထိနဲ့ပစိဖိတ်ဒေသတွေအထိဖြန့်ကျက်ဆန်တန်းထားတဲ့ရေဒုမှာတမောစင်းရီအများပြားဆေလွတ်တက်ပြတ်မှုတွေရှိနေတယ်လို့ဆိုပါတယ်ဒီစမှာ၄ရက်မနက်ပိုင်းအထိဒေသထဲမှာလှုပ်ရှားသွားလာနေတဲ့တရုတ်တမောစင်းရီ60ကျော်ရှိနေပြီးအခုတရိမဲ့အစောဆုံး အများဆုံးတက်ဖြတ်ခဲ့တဲ့စင်ရီကနေအနည်းငယ်ပဲရော့သွားတာဖြစ်တယ်လို့မှတ်တမ်းတွေကဆိုပါတယ်။ထိုင်ဝမ်မြို့သားလုံခြုံရေးဘီရိုရဲ့ညွှန်ကြားမှုချုပ်ဆိုင်မန်ယန်းကတော့တရုတ်ကလက်ရှိအချိန်မှာရေပုံရအဖြစ်တော့သူ့ရဲ့စီးရေးလေ့ကျင့်မှုတွေအတွက်အလှုပ်ရှားဆုံးအတက်ကြွဆုံးကာလအတွင်းရောက်နေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ထိုင်ဝမ်အနီးမှာတရုတ်သင်္ဘောတွေရဲ့အရေးအတွက်ကတိတိတသာတိုးလာခြင်းမရှိဘူးလို့သတင်းရင်းမြစ်တူနဲ့ထောက်လိုက်အစီရင်ခံစာတွေကပြောတယ်လို့လည်းဖော်ပြနေကြပါတယ်။ ဒီလိုတက်ပြတ်မှုတွေကဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ဆိုင်ရာမှတ်ချက်ကိုကန့်ကွက်ဖို့ဂျပန်တန်မတ်ကိုစင့်ခေါ်ခဲ့တဲ့နိုဗ ెంబ ာ14ရက်နောက်ပိုင်းကနေစလို့ဖြစ်ပေါ်လာနေတာလို့သိရပါတယ်။စစ်လေအနေနဲ့အတူအဲ့ဒီ area မှာရှိတဲ့တရုတ်သင်္ဘောအချို့ကနိုင်ငံခြားသင်္ဘောတွေကိုပုံတရံတူအတုလုတ်တိုက်ခိုက်မှုတွေလေ့ကျင့်လှုပ်ဆောင်ခဲ့ပြီးတော့အကယ်၍ပြည်ပကတခုခုဖြစ်ခဲ့သည်ရှိသောစစ်ကူအဖြစ်ပေးမှုတွေဆေလွတ်မဲ့ပြည်ပတပ်ဖွဲ့တွေကိုတားဆီးဟန်တားဖို့ရည်ရွယ်တဲ့ဝင်လန်းပိတ်ဆို့မှုစစ်စင်ရေးတွေကိုလည်းလေ့ကျင့်ထားတယ်လို့အဲ့ဒီသတင်းရင်းမြစ်တွေကဆိုရဲဆိုပြီးဖော်ပြကြပါတယ် တရုတ်ရဲတပ်နဲ့ကမ်းခြေဆောင်တက်ခဲ့စည်ရေးလေ့ကျင့်မှုကပြည်တွင်းနဲ့နိုင်ငံတကာဥပဒေတွေကိုတင်းကျပ်စွာလိုက်နာတယ်ဆိုပြီးတော့နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ကျန်းကပြောကြားခဲ့ပြီးတော့အခြားနိုင်ငံအဖွဲ့အစည်းတွေနဲ့ဒီစည်ရေးလေ့ကျင့်မှုပေါ်အလွန်အကျွံတုံ့ပြန်ခြင်းနဲ့အတိတ်ပဲပြန်ဆိုခြင်းမလုပ်ဖို့ဆိုပြီးတိုက်တွန်းလာခဲ့ပါတယ်။တရုတ်က ထိုင်ဝမ်အနီးသူ့ရဲ့နောက်ဆုံးလေ့ကျင့်မှုကို Strict Standard 2025လို့အမည်ပေးပြီး April လတုန်းကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဂျပန်ဝန်ကြီးချုပ်က တရုတ်ကိုယမ်ဆဖို့ဂျပန်ဝန်ကြီးချုပ်ကိုတရုတ်ကိုယမ်ဆဖို့မစ္စတာထရန့်ပြောခဲ့သလားဆိုတဲ့အကြောင်းအရာပါဒီစိတ်ဝင်စားစရာကောင်းတဲ့သတင်းကိုတော့ Wall Street Journal သတင်းစာက November 29ရက်နေ့ကဖော်ပြခဲ့တာဖြစ်ပြီးတော့ American သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်ဆန်နာအဲတက်ကိုင်းချီကိုထိုင်းဝမ်အရေးနဲ့ပတ်သက်ပြီးတရုတ်ကိုယမ်ဆဖို့ပြောကြားခဲ့တယ်လို့ရေးသားခဲ့တဲ့သတင်းထွက်ပေါ်လာပါတယ်ဒီဖော်ပြမှုမတိုင်ခင်3ရက်လောက်တုန်းကတရုတ်နဲ့တရုတ်သမ္မတရှီကျင်းပင်နဲ့ထရန့်တို့ ဖုန်းဆက်သွယ်ပြောဆိုမှုလုပ်ခဲ့ပြီးတော့အဲ့ဒီဖုန်းဆက်သွယ်ပြောဆိုမှုမှာရှီကခိုင်ဝမ်ဟာစစ်ပွဲလွန်နိုင်ငံကအခင်းချင်းမှာတရုတ်ကခွဲခြားမရတဲ့အစိတ်ပိုင်းဖြစ်တယ်လို့ပြောကြားခဲ့တယ်ဆိုပြီးတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ကြောင်းလည်းတွေ့ရပါတယ်။အဲ့နောက်မကြာမီပါပဲထရန့်ကတကိုင်းချီနဲ့ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီးထိုင်ဝမ်ရဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်လို့တရုတ်ကိုရန်မစဖို့အကြံပေးခဲ့တယ်လို့ Wall Street Journal ကဖော်ပြခဲ့တယ်ဆိုပြီးသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့ထရန့်အနေနဲ့တကိုင်းချီကိုသူပြောခဲ့တဲ့မှတ်ချက်စကားကိုပြန်လည်ရုပ်သိမ်းဖို့ဖိအားပေးတာမျိုးတော့မရှိခဲ့ဘူးလို့ ဆက်ပြီးဖော်ပြပါတယ်။ဖုန်းပြောဆိုမှုအတွင်းမှာသမရထရန့်ကပြီးခဲ့တဲ့ညကပြုလုပ်တဲ့အမေရိကန်နဲ့တရုတ်ခေါင်းဆောင်တွေရဲ့ဖုန်းပြောဆိုမှုအပါအဝင်အမေရိကန်နဲ့တရုတ်ဆက်ဆံရေးရဲ့လက်ရှိအခြေအနေကိုရှင်းပြခဲ့တယ်ဆိုပြီးတော့ထရန့်ရဲ့ဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ဆာနာအိတကအီချီကပြောကြားခဲ့တယ်ဆိုတာလည်းတွေ့ရပါတယ်။ဒီသတင်းနဲ့ပတ်သက်လို့တော့ကျွန်တော်တို့တွေ့မိတဲ့သတင်းအပိုင်းစာတစ်ခုကိုကိုသာပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ဒီသတင်းရဲ့ခိုင်မာမှုအခြေအနေကတော့မိတ်ဆွေတို့ချင်းချင်းဆုံးဖြတ်နိုင်ပါတယ်။ နောက်တစ်ခုကတော့တရုတ်ကဂျပန်နိုင်ငံပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ထိုင်ဝမ်ရဲ့ဂျပန်ပေါ်အားပေးဆောင်ရွက်မှုတွေပါတရုတ်ကလုံခြုံရေးကိုကိုးကားပြီးတော့ဂျပန်ကိုတွားရောက်တာကိုရှောင်မို့ဆိုပြီးသူ့နိုင်ငံသားတွေကိုတိုက်တွန်းတဲ့ခီးသွားသတိပေးချက်ကိုနိုဝင်ဘာ14ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်အဲ့လိုထုတ်ပြန်ပြီးတဲ့နောက်တရုတ်ဒီချောင်းလိုင်းအတော်များများကဒီနှစ်ကုန်အထိဂျပန်စီတွားမဲ့လေယာဉ်လက်မှတ်တွေကြိုတင်ဝယ်ယူထားတာတွေကိုငွေပြန်အမ်းခဲ့ပါတယ် တရုတ်ခီးသားရာပေါင်းများစွာကလည်းဂျပန်ကိုသွားမဲ့ခီးစဉ်တွေကိုဖျက်သိမ်းခဲ့ကြတာကြောင့်မလို့လေချောင်းလိုင်းတွေကသူတို့ရဲ့ခီးစဉ်တွေကိုတိုးပြီးတိုးပြီးဖျက်သိမ်းလိုက်ရတဲ့အခြေအနေရှိပါတယ်။ဒီဇင်ဘာလအတွင်းစီစဉ်ထားတဲ့တရုတ်ကနေဂျပန်ကိုလေချောင်းခီးစဉ်ပေါင်း1900ကျော်ကိုဖျက်သိမ်းခဲ့ပြီးတော့ဒါဟာတရုတ်ပြည်မကြီးကနေဂျပန်စီပြန်တမ်းမဲ့လေရင်ခီးစဉ်အားလုံးရဲ့40ရာခိုင်နှုန်းကျော်လည်းဖြစ်ပါတယ်။အဲ့ဒီပြင်တရုတ်ပြည်သူတွေကဂျပန်မှာယင်းနှိမ့်မြုပ်နှံတာပညာသင်ကြားတာတွေကိုပို့ပြီးသတိထားလာနေကြတယ်ဆိုပြီး တရုတ်ဒိန်းဌာနတွေပဲကရေးသားမှုတွေမှာတွေ့နေရပါတယ်။တစ်ချိန်တည်းမှာပဲတရုတ်မှာဂျပန်ဖျော်ဖြေပွဲနဲ့ဟာတာပွဲတော်တွေအပါအဝင်ပွဲစီစဉ်တော်တော်များများကိုဖျက်သိမ်းခဲ့ပြီးတော့ဂျပန်ရုပ်ရှင်အများအပြားကိုလည်းယုံတင်ရက်တွေရွှေ့ဆိုင်းခဲ့ပါတယ်။အဲ့ဒီပြင်ဂျပန်ပင်လယ်ဆာတင်သွင်းမှုအချို့ကိုရက်ဆိုင်တာဂျပန်ဆိုတော့အာယူမီဟာမာဆကီနဲ့မာဂီအိုဆူဂီအပါအဝင်အခြားနုပညာရှင်တွေရဲ့တရုတ်ပြည်ရင်ဖျော်ဖြေပွဲတွေကိုဖျက်သိမ်းတာဒါမှမဟုတ်နှောက်ယှက်ပေးဖို့ပွဲစီစဉ်တွေကိုဖိအားပေးတာအပါအဝင် တရုတ်ကလက်စားချေတုံ့ပြန်မှုတွေအများပြပေါ်ပြောင်းပေါ်ပေါက်နေတယ်လို့ရှင်းသားမှုအချို့မှာတွေ့နေရပါတယ်။အဲ့လိုအခြေအနေတွေကြားမှာပဲထိုင်ဝမ်ဝန်ကြီးချုပ်ချိုရောင်ထိုင်းကတရုတ်မှာတုံ့ပြန်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ဂျပန်နုပညာရှင်တွေကိုထိုင်ဝမ်ပြည်သက်တွေကဖြောပြပွဲတစ်ခုပြီးတစ်ခုလက်မှတ်ကုန်တဲ့အထိအားပေးသွားမယ်ဆိုပြီးဒီဇင်ဘာ9ရက်နေ့မှာပြောကြားလာခဲ့ပါတယ်။အဲ့ဒီအပြင်ထိုင်ဝမ်ခီးသွားများစွာကလည်းဂျပန်ကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့ ျပန်ခီးစင်တွေကိုရွေးချယ်လာကြတယ်။စီးလုံးညီညွတ်မှုဟာဂျပန်နုပညာရှင်တွေအထိပါကူးစက်သွားပြီးတရုတ်ကပြစ်မှတ်ထားခံရတဲ့အနုပညာရှင်တွေဟာထိုင်ဝမ်ရဲ့လိုက်လိုက်လက်လက်အားပေးမှုတွေနဲ့လက်မှတ်ရောင်းကုန်တဲ့ဖြောပြေးပွဲတွေကိုမျှော်လင့်နိုင်တယ်ဆိုပြီးထိုင်ဝမ်ဝန်ကြီးချုပ်ဘက်ကပြောကြားခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်းတွေ့ရှိရပါတယ်။နောက်ထပ်တစ်ခုကတော့ဂျပန်နဲ့တရုတ်ကြားတင်းမာမှုအပေါ်ကိုရုရှားရဲ့သဘောထားနဲ့တောင်ကိုရီးယားရဲ့ပြောစကားပါဒီဇင်ဘာ၄ရက်ကနေ၅ရက်အတွင်းရုရှားနိုင်ငံစိန့်ပီတာစဘတ်မှာကျင်းပပြုလုပ်နေတဲ့ ဒနတဟယနိုင်ငံရဲ့စုပေါင်းအမှတ်တရသတိရစရာများတဲ့ကမဟာမျိုးချစ်စစ်ပွဲနိုင်ငံတကာညီလာခံမှာတီးခြားကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇာကာရိုဗာကဂျပန်နိုင်ငံအနေနဲ့သူ့ရဲ့ဖွဲ့စည်းပုံခြေကဥပဒေမှာပြဋ္ဌာန်းထားတဲ့စစ်ဆန့်ကျင်ရေးဝါဒဆိုင်ရာစည်းမျဉ်းတွေကိုပြန်လည်လိုက်နာကျင့်သုံးသင့်တယ်လို့ပြောကြားလာခဲ့ပါတယ် ဂျပန်ဆိုရဲကဆက်ပြီးခေါင်းမာမြဲခေါင်းမာနေစေဖြစ်တယ်လို့ထိုင်ဝမ်နဲ့ပတ်သက်တဲ့ပုံမှန်မဟုတ်တဲ့ပြောဆိုမှုအမျိုးမျိုးကိုလည်းဆက်ပြီးပြုလုပ်နေတယ်။ထိုင်ဝမ်ဟာတရုတ်ရဲ့ခွဲခြားမရတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့ရုရှားကအသိမှတ်ပြုထားတယ်လို့ထိုင်ဝမ်ခွဲထွက်ရေးကြိုးပမ်းမှုဘယ်လိုပုံစံမျိုးကိုမဆိုဆန့်ကျင်တယ်လို့လည်းဆိုပါတယ်။ထိုင်ဝမ်အရေးဟာတရုတ်ရဲ့ပြည်တွင်းရေးဖြစ်တယ်လို့တရုတ်မှာသူ့ရဲ့အချုပ်အခြာနဲ့နယ်မြေတည်တဲ့ခိုင်မြဲမှုကိုကာကွယ်စောင့်ရှောက်ဖို့တရုတ်ဝန်အခွင့်အရေးအပြည့်အဝရှိတယ်လို့ရုရှားကခံယူထားကြောင်းလည်းထုတ်ဖော်လာခဲ့ပါတယ်။ စင်ရပြန်တဲ့ဒီဆောင်ရေးလမ်းကြောင်းအတိုင်းဆက်သွားနေတာကိုရက်တက်မှုနဲ့သူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့စစ်မှန်တဲ့ဆက်ဆံခြင်းရဲ့ဝါဒရည်တည်ချက်ကိုပြန်လည်ကျင့်သုံးမှုဂျပန်ကိုရုရှားကထက်ခါလဲလဲတောင်းဆိုနေခဲ့တယ်လို့ဇခရိုဗာကဒီဇင်ဘာ၄ရက်နေ့မှာပြောကြားခဲ့ပါတယ်။တမိုင်းဆိုင်ရာအမှန်တရားကိုကာကွယ်ထိန်းသိမ်းရမယ်လို့ဇခရိုဗာကထပ်လောင်းပြောခဲ့တယ်လို့တမိုင်းကိုလိမ့်လဲဖျက်ဆီးဖို့နဲ့စစ်ပီးခေနိုင်ငံတကာအစည်းအဝေးတွေကိုထိခိုက်မှုကြိုးပမ်းမှုတွေကိုခုခံတွန်းလှန်မှုလိုနေပြီးတော့ နာဇီဝါဒနဲ့ဖက်စစ်ဝါဒတွေကိုခုခံတွန်းလှန်သွားဖို့ကလူသားမျိုးနဲ့တစ်ခုလုံးအတွက်မျှဝေပူးပေါင်းဆောင်ရွက်ရမယ်တာဝန်ဖြစ်တယ်လို့ပါပြောကြားလာခဲ့ပါတယ်။အဲဒီလိုပဲဂျပန်နိုင်ငံဆိုင်ရာတောင်ကိုရီးယားတာဝန်ကြီးလီဟော့ကလည်းတူချူမျိုးကဂျပန်အင်တာနက်ရှင်နယ်ဂျပန်နက်ရှင်နယ်ပရက်စ်ကလပ်ပါဂျပန်နဲ့တရုတ်နိုင်ငံကြားကနိုင်ငံရေးတင်းမာမှုတွေနဲ့ပတ်သက်ပြီးတော့တောင်ကိုရီးယားအစိုးရကဖြန့်ပြေသူဖြစ်ထမ်းဆောင်မှုတင့်တော်တဲ့အနေအထားဖြစ်နိုင်မှုရှိတယ်လို့ရေးမွေးထုတ်ပေါ်လာပါတယ် ဂျပန်နဲ့တရုတ်ကြားတည်ငြိမ်တဲ့နှစ်နိုင်ငံဆက်ဆံရေးကိုပေါ်ဆောင်ခြင်းနဲ့တန်ကိုရီးယားအလိုလိုနေရင်ဖြံပြေသူဖြစ်ဆောင်ရွက်နိုင်တယ်ဂျပန်နိုင်ငံနဲ့ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ရမှာတတ်နိုင်သမျှပံ့ပိုးကူညီဖို့သူ့မှာတာဝန်ရှိတယ်လို့ပြောကြားလာခဲ့တာကိုတွေ့ရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဂျပန်ရဲ့ကာကွယ်အသုံးစိတ်တိုးတက်သုံးဆွဲလာမှုနဲ့ကာကွယ်ဆိုင်ရာခွဲဝေမှုအခြေအနေတွေပါ။ဂျပန်ဆိုရက2026မတ်လ31ရက်နေ့မှာကုန်ဆုံးမဲ့ဂျပန်လက်ရှိဗန်ဒါရေးနှစ်အတွက်ကာကွယ်အသုံးစိတ်မှာဖြစ်ဆွတ်ဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ9ဘီလီယံထည့်သွင်းထားပြီးတော့ပါလီမန်ကအတည်ပြုရင်စုစုပေါင်းကာကွယ်30ရာအမေရိကန်ဒေါ်လာဘီလီယံ90ဂျပန်နိုင်ငံသုံးရန်ငွေအပြင်17ထရီလီယံထိရောက်ရှိလာမှာဖြစ်ပြီးတော့အရင်ကကီရှိတာအစိုးရရဲ့2029ဘဏ္ဍာရေးနှစ်အတွက်ရည်မှန်းချက်ဖြစ်တဲ့ GDP ရဲ့2%ရာခိုင်နှုန်းကိုကျော်လွန်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒီချက်လက်တွေကိုဂျပန်ကာကွယ်ဝင်ကြီးရှင်ဂျိုရိုကိုအီဇူမီကဒီဇင်ဘာ2ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်တကန်းချီက2025ဘဏ္ဍာရေးနှစ်ကာကွယ်ဘတ်ဂျက်ကိုဖြည့်စွက်ဘတ်ဂျက်ကနေတဆင့် GDP ရဲ့200%ကိုနှုန်းထိရောက်ရှိရေးဆောင်ရွက်သွားဖို့နဲ့မဟာဗျူဟာစာဆန်တဲ့၃ခုကိုလည်းခုနှစ်ကုန်မှာပြန်လည်ပြင်ဆင်မှုရည်ရွယ်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ဒီမဟာဗျူဟာစာဆန်တဲ့အပါဝင်ဒီလိုကိစ္စတွေကတော့ကျွန်တော်တို့ဂျပန်နဲ့တရုတ်အကြောင်းပြီးတော့ဂျပန်နိုင်ငံရဲ့နိုင်ငံအခြေအနေတွေအကြောင်းရှေ့မှာမျှဝေတဲ့အထက်မှာပါထားခဲ့ပြီးဖြစ်ပါတယ်။ MOD အတွက်ခွဲတန်းမှာလာစာတိုးမြင့်တာတက်စခန်းနဲ့ဝန်ထမ်းအဆောက်အုံတွေဆင့်မြင့်တင်တာတွေအတွက်ရန်169.4ဘီလီယံလီယင်နဲ့တင်မောတွေဆက်စင်ရေးအစဉ်နဲ့ဖြစ်စေဖို့အတွက်ရန်132.2ဘီလီယံ improve type 03 talabit မြေပြင်မှာဝေဟင်ပစ်ဒုံးကြီးတွေကိုစောစီးစွာတည်တွင်ထုတ်လုပ်ခြင်းအပါအဝင် KN မျိုးမျိုးဝယ်ယူဖို့ရန်56.6ဘီလီယံလို့ပါဝင်တယ်လို့သိရပါတယ် အဲ့ဒီပြင်ဂျပန်မှာရှိနေတဲ့အမေရိကန်တပ်ဖွဲ့တွေပြန်လည်နေရာချထားရေးအတွက်ယန်း345တန်းသမားတစ်ဘီလီယံခွဲဝေပေးမှာဖြစ်ပြီးတော့ Field Carrier Lenny Bridex Legion ရေးအခြေဆိုင်စခန်းအဖြစ်အသုံးပြုမဲ့မာဂေရှိမာကျောမော်မှာအစအဦးတွေတိစောက်တာ Okinawa မှာရှိတဲ့ Marine Corps Air Station ဖုန်တီမာအခြေဆိုင်စခန်းအစတို့ဖြင့် Hinogo အခြေဆိုင်စခန်းတိစောက်ရေးတွေလည်းအသုံးပြုမှာဖြစ်တယ်လို့ဆိုပါတယ် MOD အနေနဲ့ drone တုံးပြန်ရေးပစ္စည်းတွေအတွက်ယန်း2.9ဘီလီယံ ။ Okinawa မှာထောက်ပံ့ရေးပစ္စည်းကိုတောင်တက်အတွက်ယန်း၄.၈ဘီလီယံနဲ့ Kitadaido ကျွန်းမှာမိုဘိုင်းလေကြောင်းကာကွယ်ရေးနဲ့ထိန်းချုပ်ရေးရေဒါတွေဖမ်းမဲ့အဆောက်အအုံတွေတည်ဆောက်ရေးအတွက်ယန်း၁၆ဘီလီယံခွဲဝေရတာတယ်လို့သိရပါတယ်။ဂျပန်ဟာထိုင်ဝမ်နဲ့နီးကပ်ပြီးတရုတ်စီအေးလှုပ်ရှားမှုတွေတိုးလာတာကြောင့်မလို့ဖိလစ်ပိုင်ဗတ်ချမ်းမှာစောင့်ကြည့်ရင်မြင့်တင်မှုအဲ့ဒီကျွန်းမှာမိုဘိုင်းရေဒါထားရှိဖို့စီစဉ်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်။ဂျပန်ကျွန်းမျိုးမျိုးပေါ်မှာစောင့်ကြည့်ရေးစနစ်တွေနဲ့ခုခံကာကွယ်စနစ်တွေနေရာချဖို့ရွေးချယ်ခဲ့ပြီးတော့အဲ့ဒီဒေသကိုတင်မော့ဖြတ်ရေရှားဒုံးတပ်ဖွဲ့တွေ အလင်းမြန်ဖြန့်ကျက်နေပါတယ်ဂျပန်ကတိုက်ခိုက်နိုင်စွမ်းပံ့ပိုးရေးအတွက်ဂျပန်ရေတပ်နဲ့ဂျပန်လေတပ်တို့ရဲ့အင်အားနဲ့တာဝန်ပြည့်ဒုံးကျည်တွေကိုပါတုံးဖို့စဉ်းစားနေတယ်ဆိုတာမျိုးလည်းတွေ့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့မျှော်မှုရဲ့နောက်ဆုံးအကြောင်းအရာကတော့ကုလသမဂ္ဂအတွင်းမှုချုပ်ထံကိုအပြန်အလှန်တိုင်စာပို့နေကြတဲ့ဂျပန်နဲ့တရုတ်ဖြစ်ပါတယ်ထိုင်ဝမ်အရေးဂျပန်ဝန်ကြီးချုပ်တကိုင်းချီဆန္ဒရဲ့ပြောခဲ့တဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီးတော့တရုတ်ကကုလသမဂ္ဂထွေထွေအတွင်းမှုချုပ်အန်တိုနီယိုဂူဒါရက်စီကို ဒုတိယကြိမ်စာပေးပို့ခဲ့ပြီးတဲ့နောက်ဂျပန်နိုင်ငံကထိုင်ဝမ်ရဲ့ဂျပန်ဝန်ကြီးချုပ်ပြောခဲ့တဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီးတရုတ်ရဲ့ပြောဆိုချက်ကိုညှင်းဆိုထားတဲ့စာကိုမစ္စတာဂူဒါရဲ့ထံကိုဒုတိယကြိမ်ပေးပို့ပါတယ်။ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ်ဖူခုံးကနိုဝင်ဘာ22ရက်နေ့တုန်းကမစ္စတာဂူဒါရဲ့စီကိုစာဆောင်ပေးပို့ခဲ့ပါတယ်။အဲ့စာထဲမှာမစ္စစ်တဂါအီချီရဲ့မှတ်ချက်ကိုပြန်လည်ရုပ်သိမ်းမှုတောင်းဆိုထားတာပါ။ဂျပန်ကမစ္စတာဖူပထမကြိမ်ပေးပို့ခဲ့တဲ့စာတွေကပြောဆိုချက်တွေကို ညင်းဆိုထားတဲ့စာကို November 24ရက်နေ့မှာ Mr. Gutierrez ပြဖို့ခဲ့ပါတယ်။ကုလသမဂ္ဂဆိုင်ရာဂျပန်အမြဲတမ်းကိုယ်စားလှယ် Yamazaki ကတရုတ်ကပြောဆိုချက်ကိုညင်းဆိုထားတဲ့ဒုတိယစာကိုကြာသတင်းနေ့မှာတင်ပြခဲ့တာပါ။အဲ့စာထဲမှာ November 21ရက်လို့ရေဆွဲတက်ထားတဲ့တရုတ်ကအရင်ချိန်ကစာလိုပဲအခုချိန်ပြဖို့တဲ့စာမှာလည်းပြောဆိုချက်တွေဟာဖြစ်အမှန်နေနဲ့ကွဲလွဲနေပြီးတော့အထောက်အထားမခိုင်လုံတဲ့အပြင်လုံးဝလက်ခံနိုင်ွယ်မရှိဘူးလို့ဖော်ပြထားပါတယ်။အဲ့စာကိုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးစီဖြန့်ဝေမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ what happens now အပိုင်း68အပိုင်း68အနေနဲ့မျှဝေရတဲ့ထိတ်တိုက်တွေးမှုတွေပါရှိလာနေတဲ့ဂျပန်နဲ့တရုတ်ကြားကလက်လော့ချင်းတွေအကြောင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုမြဲနှาศင်ပေးနေတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ